ဘုဒ္ဓဝင်ထဲမှာဒုက္ခရစရိယာကြံခံဆိုတာကြီးอ่ะဘာဖြစ်လို့ထည့်ရေးထားတာလဲကျွန်တော်တို့တော့နားလည်ရခန့်နေခဲ့ဘူးရဲ့ဗျတိတ်တရမင်းသားအဖျားဖြစ်ချင်တော့ညီမျိုးစုံနဲ့တရားရှာရင်လည်းဒုက္ခရစရိယာဆိုတဲ့အင်မတန်ပင်ပန်းဆင်းရဲပြီးတော့မသိယုံတမဲစားပြီးတော့ထိုင်ရမထတဲ့အကျင့်ကိုကျင့်တဲ့ကျင့်တာလည်းနည်းနည်းတော့မဟုတ်ဘူး6နှစ်တောင်ကျင့်တာ6နှစ်ကျင့်ပြီးတော့လူလည်းမြမြော့ပဲကြံတော့မှဒီနည်းနဲ့အလုံးမဖြစ်သေးပါဘူးတက်တဲ့အောင်နေထိုင်စားတော့တယ်မေဇီမာပတိဗ္ဗာနီနဲ့ပြောင်းပြီးတော့ကျင့်မှပဲဆိုတော့မှအဲ့လိုပြောင်းကျင့်တော့မှတရားပေါက်ပြီးတော့ဖျားဖြစ်သွားတယ်ပေါ့နော် ကျွန်တော်နားမလဲတာသူများကိုလမ်းပြမယ်ကွာသူကိုယ်တိုင်လမ်းမလိုက်သွားတဲ့အကြောင်းကြီးဘာဖြစ်လို့ဗုဒ္ဓဝင်တွေထည့်ရေးထားတာလဲဟိုဒီဟာကြီးကအကျင့်မှားကြီးတလွဲလန်းစိန်ဆိုတာကိုပြကျင်နေဆိုလဲနည်းနည်းပါးပါးကျင့်ပြီးတော့ဟာမကောင်းဘူးဆိုပြီးတော့ဆွန့်ပစ်လိုက်တယ်ဆိုတော့တော့ဘော6နှစ်ကြီးဆိုတော့နည်းနည်းမများဆုံးလားလို့ဗုဒ္ဓဝင်ကြံပြတဲ့သူတွေကဖះသားကိုကြီးညိုစရာဖြစ်အောင်လေစားစရာဖြစ်အောင်ရေးရဲစားပြားက ဘာကြောင့်ဒုက္ခရစရိယအကျင့်ကိုကျင့်တာလဲဆိုလို့ရှိရင်နံပါတ်1အချက်နော်ဆန္ဒမူတာပေါ့အဖျားဒီဝိရိယကိုအဲ့လောက်ထိအားထုတ်ခဲ့ဘူးတယ်ဆိုပြီးတော့ဆန္ဒမူနာပေါ့နံပါတ်2ချက်အဲ့ဒီခေတ်ကပုံကိုယ်တွေကယခုလိုခွန်ပါတဲ့အကျင့်တွေကိုကျင့်တယ်ခွန်ပါတဲ့အကျင့်တွေကိုကျင့်လို့ရှိရင်ယန္နာတို့တမုတ်ကြတယ်ပေါ့အဲ့ဒါကိုဒီနီလန်ကအမှားဆိုပြီးတော့လူများကိုပြသခြင်းတဲ့ဘောရဲ့နော်နံပါတ်3ကကြတော့အတိတ်ဘဝမှာ ကရဘဖျားက6ရက်ပဲကျင့်တယ်ငါဆိုလို့ရှိရင်ဖျားပြမှဆိုလို့ရှိရင်6နှစ်ပတ်လုံးကျင့်မယ်ဆိုပြီးတော့လေဝစီပေတာမားခဲ့ဘူးတဲ့သုံးချက်ပေါ့နော်ပြီးတော့အဲ့ဒီခေတ်ကလူတွေကဒီခေါင်းမာတဲ့အကျင့်တွေကိုကျင့်တယ်ယုံကြည်တယ်ဒါပောင်းကျင့်ရဲ့အခမှုပဲလေပောင်းကျင့်မှာဒီခေါင်းမာတဲ့အကျင့်တွေကကျင့်နေတဲ့ခါကျတော့သူလည်းဒီကျင့်နေကျင့်လို့ရှိရင်ဖျားပြမယ်ဆိုတာကို ယုံကြည်တယ်ပေါ့ဒါကြောင့်ကျင့်တာဖြစ်ပါတယ်တိတာနော်အဲ့တော့ဒုက္ခရစရိယကျင့်ကျင့်လို့ဖျားဖြစ်တာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားအဲ့ဒါကိုပွင့်ဝင်နေနေပြောတာဒါဖြင့်ဘာဖြစ်လို့ဒုက္ခရစရိယကိုအချိန်ဖြုံးပြီးတော့6နှစ်တောင်ကျင့်ရတော့ဆိုတော့မြတ်စွာဘုရားရဲ့ဒီအလောင်းတော်ဘုရားကကဲတော့မြတ်စွာဘုရားကိုပြစ်မှားကြီးတဲ့စကားလေးတစ်ခုရှိတယ် ပြမာမိခဲ့တယ်ကသောမြတ်စွာဘုရားအသက်2000နှစ်တုန်းကပွင့်တဲ့ကသောမြတ်စွာဘုရားပွင့်တော့ကောရဝဘုရားလောင်းကဇောတိပါဠဆိုပုံနာပြဉ္ညာတဲ့ပုံနာတရားဖြစ်တယ်ကသောဘုရားလည်းပြမနာမျိုးပါပဲပုံနာမျိုးပါပဲဒါပဲလို့သူကတမနာအယူဝါဒကိုယူတာဘုရားဆိုတာတမနာပဲအော်ပြမနာတွေကမကြိုက်ဘူးအဲ့ဒါ တမနာနဲ့ပြေမနာနှစ်ခုရှိတယ်လူတွေရဲ့ကိုယ်ဝေရဥဆောင်တာတမနာနဲ့ပြေမနာနှစ်ခုရှိတယ်အဲ့ဒီမှာပြေမနာတွေကမကြိုက်ဘူးဇောတိပါဠိလူလင်ကသူကပြေမနာဆိုတော့သူပါပြောခဲ့တော့ဆိုအဝိဆာဟံဇောတိပါလော သူကတံကတ္တဗန္တအဲ့ဒီမှာကတ္တဗမြတ်စွာဘုရားကိုတဲ့ဇောတိပါဠိဘုရားတော်ကသူပါပြောခဲ့တော့ဆိုကုတောနုဘောဓိမုံတ္တ ကုတောနုဘောဓိပုံတတ္တသူတငယ်ချင်းကအဲ့တော့ကသဝဖရာရဲ့တပြိတကအရှိဂတိကာရအိုရင်းတယ်ဆိုတော့နောက်တော့ဩဂတိကာရပြမဖြစ်လာတာပေါ့နော်ဂတိကာရအိုရင်းတဲ့ကြီးကအဲ့တော့ကသဝဖရာရဲ့အလုတ်ကြွေးတပြိတကအရှိအဲ့တော့သူနဲ့ပတ်သက်ပြီးပြောတာ ဖြစ်နိုင်တယ်ပေါ့ကုတောနုဘောဓုပုံတတ္တ ဒီဥပ္ပီကရုံကိုတော့မှဘယ်လိုလုပ်ပြီးတော့ဒီအတိညာတူဆိုတာရှိမှလဲနော်မုံဒဆိုတာကရုံတုံးထားတာဒီကရုံမှာဘယ်လိုလုပ်ပြီးတော့အတိညာရှိမှတော့ဘောဓိပရမထုံးလပါဘောဓိဆိုတဲ့အတိညာဟာရဖို့အမတ္တမခက်ပါလေဒီလိုကရုံတုံးထားတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ရအောင်သင်သေးတဲ့တကောပြောခဲ့တယ်သူအဲဒါ ဒါနောက်ပွင့်မဲ့ဖះလောင်တော့ဖះမကြည်ညိုဘူးဖះကြည်ညိုတာမဟုတ်ဘူးဘာကြောင့်မကြည်ညိုတာတော့ဆိုတော့သူတို့ကဇာတိမန်လို့ခေါ်တယ်အဲ့ဒါဇာတိမန်ဆိုရင်ကောင်းတာမဟုတ်နော်ဇာတိမန်ဇေမနာရရဲ့ဇာတိကသူတို့မျိုးပဲသူတို့အထင်ကြီးတယ်ကျန်တာတွေအထင်ကြီးဘူးသူတို့ယူဝါဒပဲထင်ကြီးတယ်ကျန်တာတွေအထင်ကြီးဘူးအဲ့ဒီတော့ ခုတောနုဘောဓိမုံဓတ္တဒီကတော့မှဘလို့လောက်ပြီးတော့ဗောဓိညာရနိုင်ပါတော့ဦးနဲ့ဗောဓိဆိုအလွန်ရခဲ့တယ်လို့သူပြောခဲ့တယ်အဲ့ဒီလိုပြောခဲ့တဲ့အကုသိုလ်ကံရဲ့အကျိုးအားဖြင့်၆နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်ကိုလမ်းလွဲပြီးတော့လိုက်နေရ ဗောဓိဉာဏ်သွားဖို့ရလမ်းကြောင်းကတခြားလိုက်နေတာတခြားလမ်းလွဲပြီးတော့လိုက်နေရတယ်အဲ့ဒါဒီအကုသကံကြောင့်လမ်းလွဲသွားတာတဲ့တေနကမ္မဝိပါကေနအစရိဒုက္ကရံဘဟုမမယွင်ယွင်းနဲ့လောဘခဲနဲ့ဒီဒုက္ကရစရိယာအကျင့်တွေကိုသူကျင့်ခဲ့မိတယ်သဗ္ဗတာတိရူဝေလာယ ဥရုဝေလတော်မှာ6နှစ်တော့ကြာခဲ့တာတတော်ဘောဓိမပပုနေအဲ့ဒီအကျင့်နဲ့ကြောင့်သူကသဗ္ဗညုတဉာဏ်ကြီးကိုရပြီးတော့ဖျားဖြစ်လာတာမဟုတ်ဘူးတဲ့အဲ့ဒီအကျင့်တွေကလွဲမှားဆိုသူကျင့်ခဲ့မိတာတဲ့နာဟံဣတိနမကိနပပုနေဘောဓိမုတ်တပါနာဟာအဲ့ဒီခက်ခဲပြမှန်တဲ့ဒုက္ခရစရိယအကျင့်ကြောင့် ဖះဖြစ်သူရောက်တာမဟုတ်ဘူးတဲ့ကုံမဲ့ခေနခဝေတိတ်တံပုဗ္ဗကံမေနဝါရီတော်အတိတ်ဘဝလုံးတဲ့မကောင်းမှုအကုသိုလ်ကံကနေပြီးတော့ပိတ်ဆို့ထားသည့်အတွက်ကြောင့်လမ်းကြောင်းလွဲသွားတယ်ဒုံမြန်ကြီးကလမ်းကြောင်းလွဲသွားတယ်လို့ပဲတရားကျင့်တဲ့အကျင့်တစ်ခုကလမ်းကြောင်းလွဲသွားအဲ့ဒီအကုသိုလ်ကံကနေပြီးတော့ပိတ်ဆို့လိုက်လို့ မမမကန်တဲ့လမ်းကြောင်းနဲ့ဘောရိဆိုတဲ့သဗ္ဗညုတဉဏ်ကြီးကိုရတ္တပညာသဗ္ဗညုတဉဏ်ကိုရှာခဲ့တာတဲ့ဒီအကုသိုလ်ကြောင့်အလိုရှာခဲ့ရတာအဲ့တော့အကုသိုလ်ကရရှိလဲအောင်လဲလုံးတတ်တယ်ဆိုတာမှတ်တာ